ားလုံးပဲမင်္ဂလာပါဇိုမီမကျန်လုံးကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများနားထောင်ကြရအောင် မေလ12ရက်2025ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည်ဟုသတင်းကောင်းပါလိုကြောင်းဗိုလ်ချုပ်စော်မင်းထွန်းပြောမြန်မာပြည်သူလူထုလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အစိမ့်မြင့်ကိုယ်စားလှယ်အဖွဲ့ရဲ့ရုရှားနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းမှုတွေကိုပြန်လည်ဖြေကြားရမှာထည့်သွင်းပြောကြားခဲ့ပါသည်မြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုနိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့သလို ဒီနှစ်ကုန်ပိုင်းမှာကျင်းပမှာဖြစ်ပြီးတရုတ်နိုင်ငံအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထောက်ခံအားပေးတာတွေ့ရတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါသည်မြန်မာပြည်သူလူထုလိုလားတောင်းတခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဟာအရင်ကတည်းကတက်မတော်ရဲ့ပေါ်ဆောင်မှုနဲ့ရရှိခဲ့ပြီးခုချိန်မှာတော့ ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါသည်နိုင်ငံရေးပါတီတွေအနေနဲ့ပြည်သူလူထုကိုအသိပညာပေးတာတွေကိုဆက်လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ပြည်သူလူထုအနေနဲ့လည်းရွေးကောက်ပွဲကိုငြင်းချမ်းစွာကျင်းပနိုင်ဖို့အတွက်ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့လိုအပ်တယ်လို့လည်းဗိုလ်ချုပ်စော်မင်းထွန်းကပြောပါသည် အဲဒါကြောင့်ဒီမိုကရေစီစနစ်ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အကြမ်းဖက်ဝါဒကိုပြက်ပြက်သားသားစန့်ကျင်ကြပါလို့ပြောချင်တယ်လို့လည်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြပါသည်။ကျက်လေးဘီလီယံခွဲတံပိုးရှိမူရစ်စေးများဖမ်းမိဂိုးတိုင်းဒေသကြီးဝေါမြို့နယ်မှာမေလ၈ရက်နေ့ပိုင်းကငွေကျက်လေး ဘီလီယံခွဲတန်ဖိုးရှိမူရစ်ဆေးဝါးတွေဖန်စီရမိခဲ့တယ်လို့မြန်မာနိုင်ငံမူရစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအနေရတားဆီးကာကွယ်ရေးဗဟုဖွဲ့ကမေလ၁၁ရက်မှာထုတ်ပြန်ပါသည် ။လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာမေလ၈ရက်ညနေ၃နာရီခွဲအချိန်လောက်ကဝေါမြို့နယ်ညောင်ခါရှိကျေးရွာအနီးမှာမန္တလေးကနေဘာအန်ဘတ်ကိုအမျိုးသားတယောက်မောင်းနှင်လာတဲ့ဆယ်နှစ်ပြီးရင်ကိုတရင်ရရှာဖွေခဲ့တယ်လို့ဆိုပါသည်။အဲ့ဒီလိုရှာဖွေရမှာရင်ပေါ်ကနေကာလတန်ဖိုးငွေချက်လေး ပီရီယန်ခွဲတံမိုးရှိတဲ့စိတ်ကြွယူသူစေးပြားသိန်း30ကိုဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါသည် စစ်ဆေးဖော်ထုတ်ချက်အရဖမ်းဆီးရမိတဲ့စိတ်ကြွယူသူစေးပြားတွေကို ရှမ်းပြည်နယ်ကနေကရင်ပြည်နယ်ကိုတဲဆောင်ရောင်းဝယ်มาဖြစ်ပြီးဖမ်းဆီးရမိသူတွေကိုမူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရအရေးယူထားရှိပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကိုဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့သိရပါသည် သခိုင်းနိုင်ဒီပေးရင်မျိုးနဲ့ဦးထိန်ခွင်းကြီးရွာစာတင်ကျောင်းကိုစစ်တပ်ကနေရင်ဖြစ်ဘုံကျဲချခဲ့ရာဆရာဆရာမနှစ်ဦးအပါဝင်ចောင်းသားចောင်းသူ50ဝန်းကျင်ထိခိုက်သေးဆုံးကြောင်းဒီပေးရင်မျိုးနဲ့မှကူညီကယ်ဆယ်ရေးလှုပ်ဆောင်သူက ပြောဆိုပါသည်ယနေ့နနက်9:55မိနစ်ဝန်းကျင်အချိန်ဒီပေရင်မြို့နယ်ဦးထိန်ကွင်းရွာအကြောင်းကိုစစ်တပ်ကနေရင်ဖြစ်ဘုံကျဲတိုက်ခိုက်ခဲ့ရာ ဆီယာမနှစ်ဦးတည်ဆုံးခဲ့ပြီးကလေးငယ်များပြားထိခိုက်တည်ဆုံးကြောင်းသိရှိရပါသည်။စာတင်ကျောင်းပေါ်တဲ့တဲ့ကျဲသွားပြီးဆီယာမနှစ်ဦးကတော့ပွဲချင်းပြီးပဲကျောင်းသားကျောင်းသူ90လောက်ထိခိုက်တည်ဆုံးမှုရှိနိုင်တယ်လို့လည်းသိရပြီးအလောင်းရှာမရတဲ့ကလေးတွေလည်းရှိတယ်လို့လည်းသိရပါသည်။ကလေးတွေကမျိုးလုံးကျွတ်ထွက်သူထွက်တချို့ကခေါင်းကိုထိခိုက်ပြီး အခုကားတွေနဲ့တဲထုံနေတဲ့အခြေအနေက ဆိုပါတယ်ဟုဒီပဲရင်မြို့နယ်မှာကဲဆယ်ကူညီရေးလှုပ်ဆောင်သူတဦးကပြောဆိုပါသည်ဒါတလို့အလောင်းရရှိမှုအနေဖြင့်ចောင်းသားចောင်းသူများအပါအဝင်ကလေးငယ်၁၁ဦးနှင့်ဆရာမနှင့်ဦးတို့၏အလောင်းများရရှိခဲ့ပြီးဒဏ်ရာရရှိသောကလေးငယ်များလည်းများပြားကြောင်းကုညီကယ်ဆယ်ရေးများဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါသည်။အကြံဖတ်စစ်ကောင်စီကမေလ6ရက်နေ့မှ မေလ31ရက်နေ့အထိ အပြည့်ခတ်ရစေရေးကြီးညာထားတော်လဲနိုင်ငံတော်တွင်လေရင်ဖြင့်ဂုံးကျဲတိုက်ခိုက်ခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းထိုးစစ်ဆင်ခြင်းများကိုလှုပ်ဆောင်လျက်ရှိကြောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တော်လှန်ရေးအဖွဲ့များကသတင်းထုတ်ပြန်ထားပါသည် ချင်းညီနောင်အဖွဲ့ကိုတက်မတော်တရက်အဖြစ်တိုးမြင့်ဖွဲ့စည်းမည်ချင်းကာကွယ်ရေးတပ်ဖွဲ့6ဖွဲ့ပေါင်းစည်းထားသော ချင်းညီနောင်အဖွဲ့ကိုချင်းပြည်နှင့်ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်သည့်တက်မတော်တရက်အဖြစ် တိုးမြင့်ဖွဲ့စည်းနိုင်ရေးစတင်လှုပ်ဆောင်နေပြီဟု ချင်းညီနောင်အဖွဲ့ကကြေညာလိုက်ပါသည်။ချင်းပြည်နယ်လွမြောက်နယ်မြေတနေရာတွင်မြေပြင်စည်းဝေးတရက်ကိုဧပြီလ26ရက်မှ29ရက်အထိချင်းညီနောင်အဖွဲ့ဝင်များကအောင်မြင်စွာကျင်းပပြီးနောက်အနာဂတ်စည်ရေးနိုင်ငံရေးအပါဝင်ကျယ်ပြန့်သောသဘောတူညီချက်အစ်စ်များဆုံးဖြတ်ထွက်ပေါ်လာခြင်းကိုမေလ17ရက်မှချင်းညီနောင်ကတရားဝင်ထုတ်ပြန်ထားပါသည်။ ချင်းညီနောင်အဖွဲ့ဝင်တပ်ဖွဲ့များပေါင်းစည်းကာချင်းပြည်နှင့်ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်သည့်ပုံမူချက်လက်ခံပါသောတပ်မတော်တရက်စတန်ဒရာမည်အဖြစ်တိုးမြင့်ဖွဲ့စည်းနိုင်ရန်အခြေခံမှုများချမှတ်ခဲ့သည်ဟုဆိုပါသည်အဓိကကျွန်တော်တို့ကဝန်အောင်မည်အနေနဲ့တွားနိုင်ဖို့က ကျွန်တော်တို့ရဲ့ချင်းညီနောင်ဖွဲ့စည်းမှာ6ဖွဲ့ရှိပါတယ်အဲ့ဒီ6ဖွဲ့စလုံးကကိုယ့်ရဲ့မိခင်တပ်ဖွဲ့မှာချစ်ချစ်လစ်လစ်နဲ့ခမန်နဲ့ control ကောင်းကောင်းလေးနဲ့အဓိကက chain of command စစ်ချုပ်တူကရဲစလို့ပြောရင် အောက်ခြေအထိ yes ဖြစ်မဲ့ chain of command ကောင်းကောင်းကိုတိစောက်နိုင်အောင် အချိန်ယူပြီးတော့ပြင်ဆင်နေတဲ့အချိန်ဖြစ်ပြီးအဲ့ဒီလို chain of command သွားနိုင်ဖို့ကတင်နန်းကအရန်ရေးကြီးပါတယ်အခုချိန်ကနေစပြီးတော့ ချင်းညီနောင်အဖွဲ့မပါတဲ့သူအလုံးကတူညီတဲ့တင်နန်းတင်ငန်းစာတွေတူညီတဲ့တင်နန်းကြချိန်တွေ၄လ၆လအထိအလုံးတစုတစည်းတဲ့သွားနိုင်ဖို့ကတူညီတဲ့အရာတွေလိုအပ်ပါတယ်။ခုချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ GDF နဲ့ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ စလိုင်းတင်မီကပြောပါသည်။ နိုင်ငံရေးတွင် ICCC လမ်းကြောင်းဖြင့်သွားနေသောချင်းညီနောင်အဖွဲ့ဝင်များသည့်စစ်ရေးတွင် နောက်ဆုံးညီမှန်းချက်မှာ one comment one army အဖြစ်တစုတစည်းတည်းသွားနိုင်ရန်ဆောင်ရွက်မည်ဖြစ်ကြောင်းချင်းညီနောင်တစ်နှစ်တာစစ်ရေးပေါ်ဆောင်မှုများလှုပ်ဆောင်ပြီးနောက်လက်ရှိတွင် one army အဖြစ်သွားနိုင်ရေးစတင်ဆောင်ရွက်ခြင်းကြောင်းသိရပါသည် ချင်းပြေဆိုရပေါ်ပေါက်လာရေးအတွက်ဒန်းလူညီမျှခြင်းတရားမျှတခြင်းကိုယ်ကျမကိုဖန်တီးနိုင်ခြင်းအစရှိသောဒီမိုကရေစီစံနှုန်းထားများပါဝင်သည့်ချင်းညီနောင်၏ terms of reference အတိုင်းဆက်လက်အကောင့်ထည့်ဖို့ဆောင်ရွက်ရန်သဘောတူခဲ့ကြသည်ဟုသိရပါသည် ချင်းပြေဆိုရဖွဲ့စည်းဖို့ကတော့လိုအပ်တဲ့ကျွန်တော်တို့ရဲ့ချင်းချာတာကိုလည်းပြန်သုံးတက်မှုတွေလုပ်ဖို့ဆွေးနွေးထားတာလည်းရှိပါတယ် IDCC မှာ draft မူကြမ်းတော့ထွက်လာပြီး အဲ့ဒါကိုချင်းညီနောင်ရဲ့သဘောထားပြန်ပြီးတော့ review လုပ်ဖို့အဖွဲ့အစည်းတစ်ခုကနေလူပုဂ္ဂိုလ်နှစ်ဦးစီဆိုပြီးကိုယ်စလဲလွတ်ပြီးမှချင်းပြည်အစိုးရပေါ်ပေါက်လာဖို့လိုအပ်တဲ့ချင်းချတာကိုလည်းပြန်ပြင်ဆင်နေတဲ့အခြေအနေမှာရှိပါတယ်ဟုစလိုင်းတင်မီကပြောပါသည်ချင်းပြည်အစိုးရကိုချင်းမျိုးသားစည်းလုံးညီညွတ်ရေးနှင့်အနာဂတ်တွင်ချင်းပြည်သူလူထုတရက်လုံးကို ကိုစားပြုနိုင်ရေးဆောင်ရွက်သွားမည်ဟုဆိုပါသည် ။ဤရင်းမဟာမိတ်ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့တွင်ဖြစ်စေ၊စီရေးနိုင်ငံရေးနှင့်လူမှုစီးပွားရေးတို့တွင်ဖြစ်စေ၊မူဝါဒများရေးဆွဲနိုင်ရေးအတွက် အခြေခံသဘောတူညီချက်များချမှတ်နိုင်ခဲ့သည်ဟုသိရသည်။ချင်းညီနောင်ခင်းချုံနယ်မြေများတွင်ရှိ ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်သွားမည်အပြင်ကျန်းမာရေးပညာရေးစားနပ်ရိက္ခာပူလုံရေးအစရှိသည့်ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုလည်းထိထိရောက်ရောက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက်ပြည်တွင်းပြည်ပရှိမိဘပြည်သူများတော်လှန်ရေးအင်အားစုများနိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်အခြေခံသဘောတူညီချက်များမှတ်ခဲ့သည်ဟုသိရပါသည် ချင်းပြည်နယ်လွမြောက်နယ်မြေတနေရာမှာကျင်းပသောအစည်းအဝေးကိုချင်းပြည်နယ်ဖွဲ့ဝင်အဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်စုစုပေါင်း39ဦးတက်ရောက်ခဲ့သည်ဟုသိရပါသည်။ကံကောမြို့ခလရ50မှစခဆေကျောင်းသည်လယ်မယွာသို့ညအချိန်မတော်ဝင်ရောက်ပြီးကလေးငယ်လေးဥပဝန်ထေရဆရာတဦးအပါဝင်ပြည်သူ၁၁ဦးကိုတပ်ဖြတ်ကပြည်သူ၂၃ဦးအားဖမ်းဆီးသွား မကွေးတိုင်းကံကောမြို့နယ်တောင်ပိုင်းငားမိုင်ခန့်အကွာလဲမကြီးရွာတို့ကံကောမြို့ခလရ90နှစ်အမြောက်တက်မှစက္ခများပူပေါင်းအင်အားတရားခန့်သည်မေလ12ရက်နေ့မနက်အစောပိုင်းတနာရီခန့်အချိန်တွင်လဲမကြီးရွာမြောက်ပိုင်းသို့ဝင်ရောက်လာပြီးနောက်ညာ2နာရီ2မိနစ်ခန့်မှ စတင်ကကြီးရွာအတွင်တနက်တန်များကြားခဲ့ရကြောင်းသိရပါသည် ရင်းစက္ခစစ်ကြောင်းဤဖန်စီတက်ဖြတ်မှုများကြောင့်ကလေးတငယ်ပါဝင်ပြည်သူ၁၁ဦးအသက်ဖြတ်ခံခဲ့ရပြီးပြည်သူ၂၃ဦးဖန်စီခံခဲ့ရကြောင်းသိရပါသည်အသက်ဖြတ်ခံရသူများကတော့မိုင်းဝေ73နှစ်၊ရှန်ထွန်း72နှစ်၊ခွနတန်းတီဟာလင်း75နှစ်၊ကိုတန်းမျိုးတီဟာ75နှစ်၊ကိုတန်းကျော်စန်းခိုင်24နှစ်သက်ပိုင်ဦး 23နှစ်အောင်ကြည်မင်း39နှစ်နေလင်းဦး25နှစ်ညီလေး28နှစ်ဂျုံကိုဝင်း29ကျော်မြတ်သူ19နှစ်တို့ဖြစ်ကြောင်းသိရပါသည်ပြည်ဆုံးသူများအားဆခများဖတ်မှမတက်ဖြက်ခင်အပြင်းထန်ညှဉ်းပန်းနှိပ်စက်ပြီးမှတနက်ဖြန်ရဲရဲစက်စက်ပြစ်ခတ်တက်ဖြက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ရင်းစစ်ကြောင်းသည်ပြည်သူ၁၁ဦးအားတပ်ဖြတ်ပြီးနောက်ပြည်သူ၂၃ဦးအားဖမ်းဆီးခေါ်ဆောင်ကာ ပြေးဝရွာအမြောက်တပ်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရပါသည်ဖမ်းဆီးခံရသူများအားစက္ခများမှအပြင်းထန်နှိပ်စက်မှုများရှိခဲ့ကြောင်းသိရပြီး ဖန်စီခံ23ဦးအနက်မှ73ဦးအားမေလ12ရက်နေ့မနက်ပိုင်းတွင်ပြန်လည်လွတ်ပေးခဲ့ကြောင်းသိရပါသည်ဆက်လက်ဖန်စီခံရသူ10ဦးတွင်အမျိုးသား9ဦးအမျိုးသမီး3ဦးပါဝင်ပြီးယခုအခါဂန်ကောမြို့ခလရ9စစ်တပ်အတွင်သို့ခေါ်ဆောင်သွားပြီဖြစ်ကြောင်းသိရပါသည်တိုက်ပွဲဝင်ရုရှားစစ်တီတော်များအားပူတင်ချီကျူး ရုရှားနိုင်ငံမော်စကိုမြို့ယင်ပြင်းဒီမှာမေလ9ရက်ကကျင်းပခဲ့တဲ့ဒုတိယကမ္ဘာစစ်အောင်ပွဲနှစ်၈၀ပြည့်အခမ်းအနားကိုတက်ရောက်လာကြတဲ့ရုရှားရဲ့မဟာမိတ် နိုင်ငံကြီးကဲရီရှီမှာရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲဝင်ရုရှားစစ်သည်တွေကိုချီးကျူးဂုဏ်ပြုခဲ့ကြောင်း CNA သတင်းမှာဖော်ပြထားပါသည်ဒီအခမ်းအနားကိုတရုတ်သမ္မတရှီကျင်းပြင်ပါဝင် ရုရှားမဟာမိတ်နိုင်ငံတွေကခေါင်းဆောင်အယောက်နှစ်ဆကျော်တက်ရောက်ခဲ့ကြပြီးယူကရိန်းစစ်ပွဲအတွေ့အကြုံရှိတဲ့ရုရှားစစ်သား1500နီးပါးအပါအဝင် စုစုပေါင်းစစ်သား10000နဲ့အတူတင့်ကားတွေဒရုန်းတွေပါဝင်တဲ့စစ်ချီတန်းကြီးကို သမရပူတင်နဲ့ရှီကျင်းဖျင်တို့အတူထိုင်ကြီးခဲ့ကြတယ်လို့သိရပါသည်ဒုတိယကမ္ဘာစစ်မှာဆိုဗီယက်က နာဇီဝါဒကိုအနိုင်ယူခဲ့သလိုယူကရိန်းစစ်ပွဲလည်းအောင်နိုင်ရမှာဖြစ်ကြောင်းနဲ့ အထူးစစ်စင်ရေးတွေမှာပါဝင်ခဲ့သူတွေအားလုံးကိုရုရှားနိုင်ငံနဲ့ပြည်သူတရက်လုံးကထောက်ခံကြောင်း သမရပူတင်ကပြောကြားခဲ့ပါသည်အခုနှစ်စစ်ချီပွဲအခမ်းအနားမှာစစ်တပ်သုံးဒရုန်းတွေကိုပထမဆုံးအနေနဲ့ပြသခဲ့သလိုတင်ကားရေးအတွက်လည်းအရင်နှစ်တွေကထက်ပိုများလာပါတယ်အခမ်းအနားကာလအတွင်း မော်စကိုမြို့ကိုလုံခြုံရေးတင်းကျပ်ထားပြီး ရှော့ပင်မောတွေအပေါ်မှာစားနိုင်ပါတွေနေရာယူထားသလိုမိုဘိုင်းအင်တာနက်ပိတ်ထားတာမျိုးတွေလည်းရှိတယ်လို့ အတွင်းသတင်းတွေရသိရတယ်လို့ CIA သတင်းမှာဖော်ပြထားပါသည်ဒီတိန်တွင်ယူကရိန်းကာကွယ်ရေးအတွက်ဆွေးနွေးပွဲကျင်းပမည်ယူကရိန်းနိုင်ငံအတွက်ပံ့ပိုးကူညီမှုနဲ့ဒေတာရင်းကာကွယ်ရေးပူးပေါင်းဆောင်ရွက်တာတွေအတွက်ဆွေးနွေးပွဲကိုဒီတိန်နိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ကြောင်း Reuters သတင်းမှာဖော်ပြထားပါသည်ဒီတိန်နိုင်ငံသားရေးဝန်ကြီးက လာမယ့်သတင်းပတ်ထဲမှာဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးယူကရိန်းနိုင်ငံကာကွယ်ရေးအတွက်ထိပ်တီးအစည်းအဝေးကျင်းပသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါသည်။ပြင်သစ်အီတလီဂျာမနီစပိန်ပိုလန်နဲ့ဥရောပသမဂ္ဂနိုင်ငံတွေကကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားတယ်လို့ဆိုပါသည်။လက်ရှိရင်ဆိုင်နေရတဲ့ပြည်ပခဆိုင်ခေါ်မှုက ယူကရိန်းအနာဂတ်အတွက်သာမကဥရောပတစ်ခုလုံးနဲ့လည်းသက်ဆိုင်တာကြောင့်ယူကရိန်းနိုင်ငံအတွက်ပံ့ပိုးကူညီမှုနဲ့ဒေတာရင်းကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုဆွေးနွေးဖို့စီစဉ်ခဲ့တာဖြစ်ပြီးဂျီတိန်ပြင်သစ်ဂျာမနီနဲ့ပိုလန်ခေါင်းဆောင်တွေကချွင်းချက်မရှိရပ်ပေါင်း30အပြစ်ခတ်ရစဲရေးကိုလည်းတောင်းဆိုထားတာဖြစ်ပါသည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ခေါင်းလောင်းရိပ်ဖြင့်အားပေးကြအောင်နော်